โอเคကျွန်တော်အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ Dota Newbie episode အသစ်ကနေပြီးတော့ပြန်ထူလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ဒီ Wild Dota 2မှာအာကျွန်တော်တို့ JJ နဲ့ဝင်လာခဲ့ပြီပြီးတော့အခုလောလောဆယ်လောလောလတ်မှာပေါ့နော် update တွေလည်းထွက်လာပြီအဲဒီအကြောင်းလေးတွေနဲ့ပြီးတော့ဒီ qualifier အကြောင်းလေးပြီးတော့ interface အကြောင်းလေးတွေတို့အေးမြောင်းအောင်ဖြစ်ပါတယ် Let's go guys တော်မအောင်ဆုံးလို့ဘလို့ဖြစ်လို့ကျွန်တော်တို့ဒီ JJ ကိုခေါ်ယူခဲ့ရတယ်ပေါ့နော်အဲဘလို့ဖြစ်လို့ JJ ပေါ်တယ်သူ့ပေါ်ဘယ်လိုမျိုးခေါ်ယူဖို့ဖြစ်လာခဲ့တာလဲဆိုတာလေး အဲ့ဒီပြောပြပေးပါကျွန်တော်ဒါဒီကျွန်တော်အားဖြည့်လိုက်တာပေါ့နော်တင်းတော့ကျွန်တော်ဒါ offline ဖြစ်တဲ့ဒါဟောကအမမာလေးရမ်းများရပေါ့နော်သူစော့တာလည်းအရန်ကောင်းတယ်ဒါပေမဲ့သူ့ရဲ့အားတဲ့ချက်လေးတချို့အရာလေးရှိရပေါ့နော်တင်းလိုက်စော့တဲ့ချိန်မှာအဲကျွန်တော်တင်းနေတယ်အမှန်ပြောရင်တော့ဟိုအင်ဂိမ်းလီဒါဆိုရက်ဘူးတင်အောင်တယောက်လိုရဲပေါ့နော်အင်ဂိမ်းမှာအင်ဂိမ်းမှာလီပြီးတော့စော့ရဲဟာမျိုးစကားတွေအများကြီးပြောပြီးစော့ရဲဟာမျိုးပလေယာတောင်မျိုးလိုရဲအဲအရာကိုကျွန်တော်တို့နေတဲ့ဒီ နှစ်ယောက်ဖြည့်ပေးတယ်ပေါ့နော်နှစ်ယောက်ကတော့လက်ရှိမှာ Hornet ဆိုတော့ကျွန်တော်ဒါ YMBH ကောဒါပြီးရင် Reverse KSH ပေါ့နော်ကျွန်တော်ကယ်ပြီးပလေယာကောဒါသူနှစ်ယောက်ကစကားအများကြီးပြောပြီးဆော့ပေးဒါ Shorty ရှိသေးတယ်အဲ့လိုမျိုးပဲဆော့ပေးရပါတော့သူနှစ်ယောက်ကဒါအဲဒါမဲ့ တကယ်တကယ်ရေးကြောက်မှာဆိုရင်တော့ဒါ offline ဓာတ်ဒီနဲ့ဒါအများကြီးဒီ mid တွေ KB တွေထက်အများကြီးစကားတွေပြောပြီးတော့အင်ဂိမ်းတကိမ်းမှာပို့ပြီးတော့ short တင်တဲ့ rule နေရာပေါ့နော် offline ဆိုရဲဟာအဲ့တော့ကျွန်တော်တို့ဒီဟောအနေနဲ့သူ့အနေနဲ့ MMI များလာတဲ့ account တွေ hero ပူတွေကျဲလာဒါမဲ့စကားတွေအရင်မပြောဘဲနဲ့ဒီတိုင်းကျွန်တော်ဒီ lead မလုပ်နိုင်သေးဘူးပေါ့နော်အဲ့တော့သူ့အနေနဲ့ဒါသူလေ့ကျင့်မယ်သူလေ့ကျင့်မယ်သူခဏတော့အနားယူပြီးတော့သူပြန်ဝင်လာမယ်ဆိုတဲ့ပုံစံမျိုး MMI ကိုစူးစိုက်ပြီးစော့မယ်အဲပြီးရင်သူ ဒီဒရမှာစကားပြောပြီးတော့ဆော့ပြီးတော့လေ့ကျင့်ပြီးတော့သူပြန်လာခဲ့မဲ့ပုံစံမျိုးနဲ့သူအနေနဲ့ခဏနားယူနေတဲ့အချိန်မှာကျွန်တော်အနေနဲ့ဒါဒီ offline ပြောက်ကိုရှာတာပေါ့နော်ဒီတိုင်းရက်နေလို့ပါမရတာကျွန်တော်ဒီ offline ပြောက်ရှာမှာပေါ့နော်အဲအဲ့တော့ကျွန်တော် offline ဒါဖြစ်တဲ့ဒါဒီ C မှာအတင်းလဲလွတ်မရမှာပေါ့နော်ပြောချင်တာဒီတိုင်းအတင်းရှိနေတဲ့လူကြီးကိုတောက်ခွန်ရမကောင်းဖြစ်ဦးမယ်လေအဲ့တော့အတင်းကလည်းလွတ်ရမယ်အဲ့လိုမျိုးတွေကပဲနည်းနည်းကိုယ်နဲ့အဆင်ပြေမယ်ခုနကကိုယ်ရဲ့လိုအပ်ချက်စကားကြီးအများကြီးပြောပြီးဆော့ပြီးမဲ့ player မျိုးလိုက်ရှာဖို့တော့ကျွန်တော်ဒါ ထမဆုံးတွေ့တာကျွန်တော်ဒီ course ဖြစ်တဲ့ကျွန်တော်ရဲ့ course ဖြစ်တဲ့ Forya ကသူ course လုပ်ခဲ့ဘူးတယ်ဒါကျွန်တော်ဒီ11ပေါ့နော်ဒါဟိုဟာပေါ့ကျွန်တော်တော်တော်များများသိမယ်ထင်တယ်ကျွန်တော် IA ဟိုဟာပေါ့မွန်ဂိုးဆိုရတဲ့ off lane ပေါ့နော်အရင်တော့တချင်ကကျွန်တော်ဒီ IAS တို့ပေါ့မှာလည်းပါတယ်မွန်ဂိုးလီးယားတဲ့အာသူ့ကိုကျွန်တော်ရင်းဆုံးကင်းတောက်တယ်ပေါ့နော်ကျွန်တော်ဒီမီတာထောက်တယ်မီတာထောက်တဲ့အချိန်မှာအာသူကတော့ဒါသူ့ အင်းနဲ့ဒါမွန်ဂိုနဲ့ပဲသူအနေနဲ့ဆော့မယ်ပေါ့နော်ဆော့မယ်ဆိုတော့သူဒီမွန်ဂိုစကွတ်နဲ့ပဲသူဒီ qualifier ကိုဆော့မယ်ဆိုတော့ကျွန်တော်တို့ကဒါလက်လျှော့လိုက်တယ်လက်လျှော့ပြီးတော့ကျွန်တော်နောက်ထပ် player တယောက်ဖြစ်တဲ့ဒါစီးမ အသင်းကြီးပါလေအများကြီးဆော့ဘူးပဲဗောနီဘွန်တို့ဒါမွန်ဂူအဲ့အဲ့မွန်ဂူဇက်ဆိုရဲအသင်းမှာဆော့ဘူးပဲအော့ဖ်လိန်ဗောနော်အဲ့အသင်းကလည်းပြတ်သွားပြတ်သွားဒီမှာကျွန်တော်ဒါဂျေဂျီကိုစကားကြီးအများကြီးတွားပြီးပျော့ပစ်ပြီးတော့သူ့အနေနဲ့ဆော့မလားဆိုပြီးတော့ကျွန်တော်အစမ်းကျွန်တော်တပတ်လောက်ဆော့ကြည့်ရဗောနော်တပတ်လောက်ဆော့ကြည့်ရချိန်မှာတော်တော်အဆင်ပြေတယ်သူကအင်ဂိမ်းမှာလည်းစကားကြီးအများကြီးပြောတယ်ဗောနော်ဆက်ကျွန်တော်စမ်းတက်တဲ့ကာလာပါဗောနော်တပတ်လောက်အတွင်းမှာအဲအရန်အင်ဂိမ်းမှာလည်းစကားကြီးပြောပြီးတော့ positive mindset အပြည့်လည်းရှိရဲအဲအဓိကအရေးကြီးတဲ့အချက်တွေရှိရဲဗောနော်ပြောချင်တာဟိုလက်ရံ ကောင်းတာတဲ့သူ့မှာအဲ့လို positive mindset ပြည့်ရှိရဲ energy ပြည့်ရဲပြည့်ရဲဒီတင်းသားယူတောင်းတရားကိုအဲ့လိုဖေးမှပြီးတော့စကားပြောပြနိုင်တဲ့ဟို leadership skill မျိုးရှိရဲပေါ့နော်အဲအဲ့တော့ကျွန်တော်အနေနဲ့ဒါဟိုတပတ်လောက်ပြီးရဲ့ချိန်မှာကျွန်တော်ဒါကျွန်တော်ရဲ့ကန့်ကိုကြီးကြီးကိုကျွန်တော်အနေနဲ့ခေါ်ယူလိုက်တယ်ပေါ့နော်ဒါကျွန်တော်ဒီလာမဲ့ပွဲတွေလည်းပါတာပေါ့အနည်းကတူတူရှိတော့ပူကောင်းနေဆိုပြီးတော့ဟမ်ဆိုတော့ဒါပထမဆုံးစပြီးတော့စဉ်းစားမိတာကတော့ဘယ်ရင်ပြတ်တော်ပဲ11 over လို့တော့စပြီးစဉ်းစားမိတာပေါ့ ဟုတ်ဟုတ်တယ်ကျွန်တော်ဒီ11ဘန်းတို့ကျွန်တော်ရှေ့မှာ လုတ်ပြသွားရတဲ့ຢာရှိရယ်ပေါ့နော်အားကြောင့်လည်းကျွန်တော်စဉ်းစားမိရအောင်ဆိုတော့ဒီ genuineness ဆိုပြီးတော့ဒီကြီးရဲ့သူ့ personality ရာတွင်အနေနဲ့ဘယ်လိုမြင်လဲသူစပြီးတော့လို့စဆန်းဆိုကြည့်အချိန်မှာလိုပဲဖြစ်ဖြစ်ကျွန်တော်တို့နောက်ပါနေပြီးတော့အတင်းသားတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာမှာလည်းတာဝန်ယူပေးနေဆိုကြအောင်ဒီအဲဘယ်လိုအမြင်လဲတော့ဒီ department မှာစဆော့အခြေအချိန်မှာဒီကို ဘင်းကိုလည်း control လုပ်နိုင်မလို့ထင်လားကိုရန်ကြီးရဲ့ personal ရပါတော့သူဘယ်လိုမြင်လဲပေါ့နော်နာခုနကပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ဒါ over all ကြည့်မယ်ဆိုရင်တော့ခေါ်ယူခေါ်ယူတင်တဲ့လူတွေမှာပါရပေါ့နော်ဒါပေမဲ့ကျောဒီအရင်တော့ secret ဖြစ်တဲ့ဒါ kuruki papi ကျော rdc အဲ့လိုလူကောင်းတွေပေါ့နော် no day အဲ့လိုလူမျိုးတွေအကုန်လုံးစုပြီးဆော့တာတော့မှာကျောဒါမအောင်မြင်ခဲ့ဘူးပေါ့နော်အဲ့လိုပဲလူကောင်းတိုင်းနဲ့ကျောကအဲ့လိုခေါ်လို့မရဘူးပေါ့နော်ပြောချင်တာသူ့ရဲ့စိတ်သက်ပိုင်းဆိုင်ရာအကုန်လုံး strong ဖြစ်နေတဲ့လူမျိုးပဲခေါ်တာ ဒရုန်းနဲ့လိုင်အောင်ကြီးထွေမှုပူရှိရဲ့လူမျိုးခေါ်တာပူကောင်းတယ်ပေါ့နော်ပြီးတော့သူ့ရဲ့စကေးရကျွန်တော်အဲ့လိုကျွန်တော်အဲ့လို replay စကြည့်ရပေါ့နော် training စဆော့တဲ့ချိန်မှာစခေါ်ပြီးခြင်းမှာဆိုရင်ကျွန်တော်ကြည် replay ကြည့်နေတဲ့ချိန်မှာဆိုရင် replay ဆိုတာပေါ့ live ပေါ့နော် training တွေလေ့ကျင့်နေတဲ့ချိန်မှာကြည့်ရတဲ့ချိန်မှာဆိုရင်အဲသူ့ရဲ့ skill ကိုအဓိကကြည့်ရမှာပေါ့ဗျာကျွန်တော်ကအဲ့လိုနားထောင်တာပေါ့နော်နားထောင်တာသူဘာတွေပြောနေလဲဘယ်လိုလုပ်နေလဲ အဲအဲ့လိုမျိုးကို live ပြီးတော့ကြည်ရပါတော့အဲ့အဲ့အပီရောမှာသူ့ရဲ့စကေးကိုကျွန်တော်နောက်တစ်ဆင့်ထပ်ကြည်ရအောင်စကေးဆိုတာ in game lane change state တွေဘယ်လိုရှိလဲအပီရောကျွန်တော်တို့တင်မှာနည်းနည်းခတ်တဲ့နေရာတစ်ခုရှိရဲ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တင်ရောက်လာတဲ့ off lane ကဒီစကေးလေးနဲ့တွားရတာနည်းနည်းခတ်တယ်ပေါ့နော်စကေးလေးက position 4ထဲမှာသူကဥဆောင်ပြီးဆော့ရဲ့ position 4မျိုးတိုက်ပြီးအဲ့တော့ကျွန်တော်ရဲ့ off lane ကငိမ့်နေသူ့ဥဆောင်မှုတော့ live ွားရင်မျောမျောပြီးတော့သူကသူက K လာသူက K လာဆိုတော့သူကတတ်ဖို့တော့ပဲအမြဲချောင်းနေတယ်လူတွေ့မှာအဲ့တော့ ူတောက်လိုင်းသူကအဲ့လိုဘယ်လိုပြောလဲသူတာယာဖို့လည်းကြည်ရမှု offline တာယာဖို့လည်းကြည်ရမှုအဓိကသူကတတ်နေရရင်ကြည်နေတဲ့လူမျိုးအဲ့တော့အမြဲတမ်းချနေရတဲ့သူက offline တွေကသူစကားကိုနားယောင်ပြီးပပဝါရင်လေးလေးမှဆိုအဲ့ရန်မွတ်တာအဲအဲ့တော့အဲ့အားကြီးလည်းလိုက်ပြီးတော့ကြည်ရရပေါ့နော်ဂျေဂျီနေနဲ့ဘယ်လိုဖြစ်လဲအမှကြည်ရချင်းမှာစကေးလေးကိုသူ့အနေနဲ့ဥဆောင်ပြီးတော့လိမ့်မှာစကားကြီးအများကြီးပြော့ပြီးတော့သူလှုပ်ချင်လှုပ်တယ်မလှုပ်ချင်မလှုပ်လှုပ်ချင်မလှုပ်သူကသူလှုပ်လိုက်ရင်အချိုးနောက်ကျိုးဆက်ကနောက်ဆက်တွဲက तू မွတ်မယ်ဆိုရဲဟာမျိုးဆိုသူတားတယ်ပေါ့နော်ရဲဝင်အဲအဲမျိုးကြောလိုက်ကြည့်ရပေါ့နော်အဲလိုက်ကြည့်ရလိန်နေစကေးတွေလိုက်ကြည့်ရပြီးတော့တခုတည်ထားပြီးတာဟောနဲ့သူเนี่ย different တခုရှိရပေါ့နော်ကြောအင်ဂိမ်းစကေးပါဆိုဟောကကြောရဲ့ဒီအရင် offlaner ဖြစ်တဲ့ဟောက तू ကဘယ်လိုပြောရမလဲ तू ကဟစ်တာတိုက်မှာ तू ကပို့ပြီးတော့ကျွမ်းကျင်တယ်ကြောဒီ JG ကကြာတော့ initiate တာမှာ तू ကကျွမ်းကျင်တယ်နှစ်ယောက်ကတယောက်တစ်မျိုးစီပေါ့နော် initiate ရိုးတော့ဥမာဟစ်တာဆိုရင်ဟောက Marcy တို့ကြော Lycan တို့အဲ့လိုကောင်မျိုးတွေစော်ခိုင်း အသေးရုံတာသိရမလားကျွန်တော်ဒီ IUL ပါလို့အဲ့လိုအသေးအသေးလိုက်လို့တာတဲ့မှာအဲဒါဟောရဲ့သူ့ရဲ့ hitter type ပုံစံပေါ့နော်အဗာနက်တွေပါသူကလုတ်တယ်ဒါပေမဲ့ JG ကြတော့ဘလို့ဟာမျိုးရောက်သွားလဲဆိုမားတို့စန်တော်တို့စန်ကင်းတို့ဒက်စီယာတို့ဆိုရင်ဒါကျွန်တော်အခုလက်ရှိကြိုင်ဝဲမှာလဲအဲ့ hero တွေပဲပစ်ပေးတာပေါ့နော် off lane မှာသူ့ရဲ့ type ဖြစ်တဲ့ဒီ hero တွေသူ့အနေနဲ့စကားရအများကြီးပြောပြော initiate တဲ့ဟာသူတဲ့မှာကျွန်တော်ဟောနေဆိုရင်ဗျာဟောက လိုလက်တီးထိုးရဲកောင်နေပေါ့လက်တီးထိုးရဲမာစီလို့ပေါ့သူကတင်းအောင်ပြောစရာမလိုဘူးရောက်ငါဝင်သားရဲ့ကြည်ဝင်ထိုးရဲအဲ့လိုမျိုးပြောပြီးလုတာဒါပေမဲ့ तू initiate ကိုက်ပြီးဆိုရင်ငါဝင်တော့ငါဝင်လိုက်ရမလားငါဝင်လိုက်ရမလားမိကုံဖြစ်တယ်ပေါ့နော်ဂျေဂျီကြောက်အဲ့လိုမျိုးညာမျိုးပေါ့မဟုတ်ဘူး तू ကြောက်တော့ငါ့ကိုကြည်လာငါဝင်တော့မယ်အဲ့လိုမျိုးကြီးပေါ့နော်ပြောင်းသွားရဲ့ပြောင်းလဲသွားရဲ့ຢာရဲ့ပေါ့နော်ဒါရစကားပြောဆိုတာအဲ့ဟာ Yeah so that blue baby အဲခုနကဝင်ပြောသွားတယ်ရဆိုလို့ရှင်ဒါအဲမင်းကတချို့ insight တွေလည်းဖွင့်လိုက်ရမှာဆိုတော့ဒါကတခုရှိတာအဲ့ဒီကျွန်တော်သူကဖိလစ်ပိုင်သားဖြစ်တော့တယ်ဖိလစ်ပိုင်စတဲ့အဲ JG interview လည်းတွေ့လိုက်ရတယ်ကျွန်တော်သူကတော့ similarity ရမရှိဘူးလို့ပြောရတယ်အဲ့ဘယ်အင်္ဂလိပ်မျိုးတခုခုလည်းအနေနဲ့စကားပြောဆိုရတာကိုရကဒီမှာမြန်မာနိုင်ငံမှာ၄နိုင်ငံသား၄ယောက်နဲ့၅ယောက်နဲ့ပေါ့နော်အဲ့ဒါမိုင်းနဲ့ပွဲတိထားလေ ဆိုတော့သူနဲ့လည်းဆက်သွယ်ရတာ နားမလည်တာကိုနားမလည်တာမျိုးတွေဖြစ်ခဲ့တာဟုတ်အဲ့အဲ့တော့ဆက်ဆက်ချင်းချင်းပေါ့နော်ဆက်ဆက်ချင်းချင်းကဆို तू ကသူကျွန်တော် training ဆက်ဆိုတာ discord ရတယ်ပေါ့နော်ကျွန်တော်ရဲ့ course ကလည်းဒီ forex ကဟိုလိုပေါ့ကျွန်တော်အချိန်ကလည်းတိုက်ကွက်တိဖြစ်တာပေါ့နော်ကျွန်တော်ဒီသူ့အနေနဲ့အလုပ်ကိစ္စရှိဆိုကိုရီးယားကိုခဏပြန်တဲ့ချိန်မှာကျွန်တော်ဒီ JG ကိုခေါ်လိုက်တယ် JG ကလည်းဖိလစ်ပင်းကဆော့တယ် forex ကလည်းဒါသူကိုရီးယားနေပြီးတော့ join နေပေါ့နော် discord join ပြီးတော့ကျွန်တော်ဒီလို game store ရဲ့အတန်တွေဓာတ်ထောင် meeting တွေလုပ်တယ်ပေါ့နော်ကျွန်တော်ကျွန်တော် forward ပြောရတဲ့ဟာဆိုရင်အဲမအင်္ဂလိပ်လိုတခုခုဆိုရင်ကအဲ watch me watch me ဆိုရင်ဒါအင်္ဂလိပ်လိုဆိုငါ့ကိုကြည့်လို့ပေါ့ဆိုသိရမလားနားလေအဲဒါ forward ပြောရပုံစံမျိုးပြောပြခြေကြီးကြောက် watch me watch me အဲတော့တော့တော့မြင်ရတယ်တော့မြင်ရတယ်သူစကားပြောတဲ့ဟာကအဲ့လိုပြကျောဆိုရင်အဲ့လိုဆက်ဆက်ဆို online ဆော်သွားဆိုရင်အဲ့လို online to online ကဖိလစ်ပင်းကလမ်းဆော့နေမှာဆို သူ့ရဲ့ mic ပဲမကောင်းလို့လားဘာလို့တဲ့မှာလူပြက်တော့ပြက်တော့ဖြစ်နေတဲ့ပုံစံမျိုးတဲ့မှာအဲလိုအဲလိုအရမ်းမြန်လဲတဲ့မှာဟောအဲလိုမျိုးဆိုတော့အာအဲလို mic ပဲမကောင်းခြေကြီးမဲ mic ရမှာပြက်တော့ပြက်တော့ဖြစ်နေအဲလိုခဏခဏပြောရတယ်ပေါ့နော်ပြီးတော့ mic အမှန်မဟုတ်ဘူးသူပြောတာမြန်နေရအဲတော့ကျောင်းနေနဲ့အသားကြွားတော့လဲဘလို့နားလေွားပဲပေါ့နော်နားလေွားပဲအဲလိုအသားကြွားရယ်နော်ဖြစ်တယ်ခဏခဏဖြစ်တယ်အစာပိုင်းကတော့အပေါ်လာတဲ့အဆင်ပြေလို့ယူတော့တယ် ဆိုပါဘူးအဲပြီးတော့ဒီတောက်လျှောက်ဒီ JG ကိုခေါ်ယူပြီးရဲ့ဆော့ပြီးရဲ့နောက်ပိုင်းမှာဘယ်လိုဖြစ်အတင်းကတော့ပို့ပြီးတော့အဲတခုခုပေါ့နော်အတင်းသားရင်းနေရာလေတခုခု landing လုပ်လာပြီး proof လုပ်ဖြစ်လာတယ်လို့တော့ထင်တာပဲ coach တဲမှာလည်းမဟုတ်ဘူးလေဒီမှာ coach ကိုဒီတကယ်ကြားသားခေါ်ယူတာလည်းမဟုတ်ဘူး player တွေကပါတရားဥပဒေပါလာပြီးဆိုတဲ့အတွက်ကြောင့်အတင်းသားတွေအတွက် landing လုပ်လာတယ်ဟိုပို့တိုးရတယ်လို့ထင်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ် တယ်ဟုတ်ကဲ့အဲ့တော့အတီးပေါ့နော်နောက်နောက်အခုနေနေတော့အတီးတော့အတီးနေနေဂျေဂျီနေနေဂျေတီနေရတယ်ကျွန်တော်ရှင်းဆော့ခဲ့ဘူးလေဂျေဂျီနေရတယ်ဘွေးလည်းများရှင်းဆော့ခဲ့ဘူးလေအဲဂျေဂျူနေလည်းအဲ့လိုမျိုးအဲရှင်းပြန်ခဲ့ဘူးတာလည်းရှိမယ်အဲမတ်ချ်တွေလည်းဆော့ခဲ့ဘူးပါဆိုတော့ဂျေဂျီပုံလိုနဲ့ပုံစံမျိုးပေါ့ဂျေဂျီရဲ့ play style အတီးဘလို့ထင်တယ်ဟဲ့အဲ့လိုမျိုးပြောပြပေးပါလား play style ကတော့ပြောရရင်တော့ဟိုအစောကြီးကပဲသူဟာသူတော့ ကောင်းမိတာလေဒီမှာဒီကရင်းနေရတာဖိလစ်ပင်းကလူတွေကျွန်တော်များလဲသူကိုရီးထက်กว่าဒီမြန်မာနိုင်ငံထက်ဆိုင်ဖိလစ်ပင်းကပဲပလေယာအများဆုံးထွက်တယ်ပြီးတော့သူတို့ကိုယ်တိုင်လည်းသူတို့ style ကလည်းရှိတယ်ဆိုတော့အများကြီးရောအထွေထူးပြီးတော့ထောက်ပြစရာမရှိဘူးဟောကခဏနားရတဲ့အချိန်မှာ JJ ဝင်လာတဲ့အချိန်မှာမြင်တာတခုကပို့ပြီးတော့ communication မိသွားတယ်လို့ပဲထင်တာထင်တယ်နော်ဟောက hater တိုက်ဆော့တယ်ဘာညာတွေက ီ offline မှာများသောအားဖြင့် initiate တဲ့ကောင်တွေများတယ်ကွာ initiate တဲ့ကောင်တွေများတော့ JG နဲ့ကပို့ပြီးတော့ light တယ်လို့ခံစားရတယ်ကွာဟောတုံးကဆိုရင်ဝန်ကြီးကဆော့တာများသောအားဖြင့်က3-4ဆော့တာများတယ်ဒါကဟစ်တာရဲ့ initiate offline အဲအဲ့လိုပုံစံနေကွာအခုဒီ JG ဝင်လာတော့မှသူရဲ့ lane နဲ့ mechanic ကလည်းချိန်ပြီးသားကွာအဲ့တော့ဘာမှပြောစရာမလိုဘူးပြောရရင်ဟိုအနည်းဆုံးဆုံးကိုနဲ့အောင်နေနေဆင်းတယ်ကွာဒါမဲ့ तू က လေဗယ်ခုကနည်းနည်းရောက်အောင်ရောက်လိမ့်မယ်အဲအဲ့တော့သဘောကျတယ်ဒီခုကနေရပြောတာလေဗယ်တခုဆိုတော့ပြောနေတာအခုများသောအားဖြင့်ကိုကစော်တုံးအောင်စကားသိမ့်မပြောတော့ဟိုဘယ်လိုပြောရမလဲစကီဝါလုံးမယ်ဆိုရင်ကိုက light လောက်တာမျိုးပေါ့ဒီကောင်ကြီးအဲ့လိုမဟုတ်ဘဲနဲ့ကိုကကိုတကယ်လို့ light လောက်ခဲ့ရင်ဘာဖြစ်သွားမလဲဆိုတဲ့ option တခုတစ်ရှိလာတာကွာအဲ့လိုမျိုးကလိုအပ်တယ်ပြောရရင် yes yes ထားပါတော့စကီဝါလောက်တာမလောက်မြတ်မြေတေးခြင်းတေးလိုက် ဒီကောင်ထားပါဒီဥပမာဂျန်ကဲမှာသွားလှုပ်ချင်တယ်ဒီကောင်ခေါ်ပြီဆိုရင်ကိုကကိုဆိုလိုက်ပါပြီအမ်ပြောပါလိုက်ပြီဖြစ်သွားမယ်အကျိုးဆက်ကရမ်းများပါပြီဥပမာအဲ Reso မလောက်တာဆိုလိမ့်မှာနေလို့မရဘူးအများကြီးဖြစ်နိုင်တယ်ကွာငါတာအောင်ဆော့မယ်ဒါအမှန်ပဲပြောရမယ်ဆိုတော့ဒါကူမရဲ့မိုင်းစားရရရအခုမှလုံးဝဟိုဆိုင်းနေကြီးမိလာတယ်လို့ပြောရမယ်အဲ့ဒါလည်းမကပဲကိုအခုကိုကဝိုင်းကြီးပွဲပဲပြရမြားဟုတ်ဆိုတော့နောက်ပိုင်းက ခြေကြီးတယောက်ချင်းရမဟုတ်ပြောင်းလဲလာ၄ယောက်လုံးကလည်းလုံးဝ communication ကဆောက်ရမ်းမိလာအခုဆိုရင်များသောအားဖြင့်ဖိုးထောင်လမ်းမာကြီးပဲอืมထောင်ဆော့ကြများတယ်ဟုတ်တယ်ဟုတ်တယ်နောက်ပိုင်းကြည်လိုက်ဖိုးထောင်လမ်းကိုလုံးဝอืมအတေဝိုင်းလောက်ကဟိုအရင်အလို၄မိနစ်6မိနစ်ရ9မိနစ်လဲလာကောင်းလာလိမ့်မယ်စပွန်နှစ်ယောက်ကဒီလိုလိုလာလာဆိုတော့ဇုံနေဇုံနေနောက်ပိုင်းတော်တော်မိုက်လာပါတယ်ကြည်ရ ွားတယ်ဆိုတော့အဲ့ဒီ offline တွေကြားနေနေပြီးသွားနေဟောဘောကျွန်တော်တို့ရှင်းပြမယ်လို့ရှင်းတော့ကျွန်တော်တို့ဒီ call တို့ဒီကဒီလိုဆိုတာလေဒါမြန်မာနိုင်ငံရဲ့အကောင်းဆုံး offline ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့နိုင်ငံခြားအောင်တွေလည်းလိုမျိုးပြင်ဆင်နေရပြီအဲတော့ကိုရီးယားလည်းပြန်ပြီးပြင်ဆင်လာရတယ်အဲ့လိုမျိုးပြ changes တွေရှိလာတာကိုတော့ပို့ပြီးတော့မြင်လာရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ JG နဲ့ဆက်ပြီးတော့ဆော့နေတဲ့အခုလောလောဆယ်ဒီ Junior State Trophy ဒီပြိုင်ပွဲအကြောင်းလေး ဝင်ငမမီဆက်သွားမဲ့ဟာလေးတွေပြောပြပါအဲကျွန်တော်ဒီ Luna State ပြိုင်ပွဲကတော့ဒါကျွန်တော်လောလောဆယ်ကျော် group state ပြီးွားပြီပေါ့နော်ဒီနေ့ပဲပြီးရပါတော့ကျော်ဒါ24ရက်နေ့ပေါ့နော်ဒီအာ group state ပြီးရနေ့ကကျော်25မှာ play off စပြီကျော်ဒါပြောရရင်တော့ကျွန်တော်တို့ဒီ24ရက်နေ့ပေါ့နော်ဒီနေ့မှာ ပေါ့ဖြစ်ကျင်တော့ tie breaker ဆိုရဲဟာကျော်ဆော့ရမှာနမီးစင်တယ်ဒါပေမဲ့ကျော်ဒီပြိုင်ပွဲမှာကျော် ACD ရဲ့ upper bracket ရောက်နေတဲ့အတင်းတင်းက ကျော် ACD ကဒီပြိုင်ပွဲကနေထွက်သွားရပေါ့နော်သူတို့ဘာလဲလုံးစရာရှိလို့ဆိုပြီးတော့အဲအက်ဒမင်ကိုလာပြောပြီးတော့သူပြိုင်ပွဲကထွက်သွားရတော့အပပရကကတသိန်းလွတ်သွားရပေါ့နော်တသိန်းလွတ်သွားရတော့ဒါကျော်ဒီနမေးစစ်နဲ့ကျော် YG နဲ့မဆော့လိုက်ရပဲနဲ့ဒါအပပရကကိုနှစ်သိန်းလုံးရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားရပေါ့နော်ဒါလောလောဆယ်အဲ့လိုပုံစံမျိုးပဲပြီးပြီးတော့ဒီကျော်ဒီကြအဲ့ဒါတော့ training လို့ပုံစံမျိုးဆော့နေကြရပေါ့နော်ဒီ Luna State ဆိုတာဘာဖြစ်လို့လဲဆိုတော့ကျော်ဒီအသင်းတွေကလည်းနည်းနည်းလေးကျော်ဒီစီးတင်းမှာနာမည်ရှိရတာ Tuffy Gaming ျွန်တော်ဒါပြီးနမစ်စစ်အဲစတော့ကျွန်တော် ACDM ပါရယ်ပေါ့နော် ACDM အခုလောဆယ်တော့ထွက်သွားပြီပေါ့နော်အဲအဲ့လိုအသိမျိုးအပါနေတော့ဒါကျွန်တော်ကဒီ training လိုပုံစံမျိုးနဲ့ဒီပြိုင်ပွဲကိုစော့နေတာဘာလို့လဲဆိုတော့ပြိုင်ပွဲအကြီးကြီးရာလေကတ်နေပြီဆိုတော့လေအားကြောင့်အခုလောလောဆယ်ဒီ Luna Snake Trophy ပြိုင်ပွဲလေးမှာတော့မလို့ကြီးရာကိုဆင်ပြေပါတယ်နော်အဲ့တော့အခုစတဲ့ဒီပထမဆုံး offline ကြောက်ကိုပြန်လဲ for you ပြီးရဲ့နောက်မှာ landing ထိတ်ဆက်မိများလေးလားအဆင်ပြေတယ်ခုတော့ဆိုကျွန်တော်ဒီ play off ကိုဆက်ပြီးတော့သွားအောင်လဲဆိုတော့လေအမှဆက်ပြီးတော့လောက်ပြလာမှာတော့တင်ပါတယ်ကြက်ပြီးတော့ကျွန်တော်ခုတလုံးစစ်စစ်ကဟိုပါ update ပေါ့နော်ကျွန်တော်ဒီ update ကြောင်းလည်းမေးတာဆိုတာလည်းမရပြန်ကျွန်တော်ခုလောဆယ်ပါလူတွေအကုန်လုံးကအာပင်အကောင်းတယ်ဘယ်ဟာမကောင်းဘာဖြစ်တယ်ညာဖြစ်တယ်ဘယ်ကြီးရတော့ဟိုတော်တော်လေးကိုဆုတ်နေတာပဲအဲအဲ့လိုမျိုးရှိနေဆိုတော့ဟိုဒါကိုရင်ကြီးရပြောရရင်အတီးရကိုအားရတာနဲ့ကိုအားမရတာနည်းနည်း ဟိုမကြိုက်တာမျိုးရှိတာမရှိတဲ့ဘာလို့ပေါ့နော်အဲ့ဒါလေးပြန်ပြီးတော့ sharing လုပ်ပေးပါဦးခင်ဗျအင်းကိုရင်ပြောရမယ်ဆိုရင်တော့ဒါ update ကိုဒီလိုအကြီးကြီးထွက်တာတော့ Dota player တို့များပျော်ကြရပြကျွန်တော်ဆိုလည်းပျော်တယ်အခု game လေးပြန်ဆော့ပြနေရပေါ့နော်အဲတွားမော်တခါရောက်တော့ကျွန်တော်လည်းတောင်းရောက်တော့ပေါ့တဝဲနိုင်အင်းနင်းကောမီဝတရားကြလို့ဒီဟဲ့ပြေးနေတော့လာခဲ့တော့အဲ့လိုဒါ အဲ့လို update ကြီးထွက်တာပြောရဒါပေမဲ့အခုချိန်မှာတော့အဲ့လိုပုံမှန်ဆိုရင်ပြောရပါတော့ဘယ်လိုပဲဖြစ်ဖြစ် update ဘယ်လောက်ပဲ change change တော်တူဘယ်လောက်ဆိုးရဟာပါပါကောင်းလာပါပြောရပေါ့အဲ့လိုလေးလာထပ်ပြီးတော့အစ်တစ်တွေလိုက်ကြည့်ရပြောရဒါပေမဲ့အခုချိန်မှာထွက်လာတာမပြောဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ3လလောက်ဒါ4လလောက်အများကြီးလုတ်သားတဲ့ဒီ hero ပူတွေကဒီကိုယ်စော့ကန်ဒီ TI qualifier လို့နာကတ်ဒီ6ရက်လို့လောက်မှာထွက်လာကြအောင်တချို့ကောင်တွေဆိုရင်အဲ့လိုမပါတော့ဘူးကောနော်ပစ်ဘန်းနေတဲ့မှာအဲ့လို ပြန်လို့ကပို့လဲပင်ပန်းတယ်ပေါ့နော်အဲ့လိုဟာမျိုးလိုက်ကြည့်ရအဲ့တော့အကောင့်တွေကအုတ်တော့တွေလဲ၆တယ်ပေါ့နော်အသက်တွေဘယ်လိုထွက်ရှာမလဲဆိုရဲဟာမျိုးတွေလဲလောက်ကအဲအဲ့လိုမျိုးတွေလဲရှိရဲအဲပြီးတော့ ဒီကျွန်တော်လောလောဆယ်လာပဲတည်ရိုင်းမှာလည်းပြည့်စရာကန်ကောင်းဝါတကူကတော့ဒါကျွန်တော် EWC ရဲ့တည်ရိုင်းကတ်နေတဲ့အချိန်မှာ update ထွက်တာပေါ့နော်တည်ရတော့ကျွန်တော် open qualifier ဆော့ရမှာ EWC ကကျွန်တော်က close qualifier ကို invite ရတာအဲ့တော့ကျွန်တော်ကလည်းနောက်ကြမှာဆော့ရပါပေါ့နော်အဲ့လိုနောက်ထပ်10ရက်15ရက်လောက်လိုသေးရဲ့ EWC ဆော့ရဖို့တော့ကဒါပေမဲ့ open qualifier မှာကျတော့အဲ့လို update ထွက်တာရင်ဗျာကျွန်တော်အဲ့လို အစမ်းကြီးလာတာအဲ့လိုအစမ်းကြီးလာရင် open qualifier ဘတ်စော့ဝမ်ဖြစ်နေရတော့အစမ်းကြီးတခုခုနဲ့အဲ့လိုကောက်တိုးရဲအဲ့လိုကြောင်းအဲ့လိုအဲ့လိုပြုတ်သွားသိရမလားအဲ့အဲ့ဟာ net ကြီးရပြကျွန်တော်အဲ့ open qualifier အဲ့တော့ update ကြီးကဒီချိန်မှထွက်လာနည်းနည်းတော့ဟိုဟာကိုယ်တို့စိတ်ပူစရာပဲပေါ့နော်အတင်းတိုင်းပေါ့ကိုယ်တိုင်းကိုယ်တို့ပေါ့မဟုတ်အတင်းတိုင်းတို့ပြီးတော့ hero တွေကလည်းအဲ့လိုတချို့ကောင်တွေဆိုရင်တော်တော် OP ရပေါ့နော်ဥပမာ brighter တို့ပေါ့ဆိုအခု ကျွန်တော်အဲ့ provider ကျွန်တော်ဝိုင်ကျ၄လလောက် train နေတယ်မပါဘူးအခု update ရေးတွေ့လဲတော့ချက်ကြီးအာလောရဆိုအဲ့လိုပြီးစောရတော့မလို့လို့ဘာလို့လို့ဖြစ်နေရတော့အဲ့လိုပုံစံမျိုးဆိုတော့ဒါအခုလောတဲ့အဲ့လို provider လည်း OP ရေပေါ့နော်အာ base တာဘတ်အဲ့လိုကောင်းပြီဒါပေမဲ့ဒီကျွန်တော်ဒီ update ထွက်တဲ့ချိန်မှာကျွန်တော် light ကြည့်ရဆို drain leak ရလဲစော့နေပြိုင်ဝဲလာနေတော့လေအကုန်လုံးကတူနီးတူရတဲ့ပဲကျုံတာပဲလေအကောင့်တွေထူးထူးဆန်းဆန်းနေ တင်ပေးတဲ့ကောင်တွေလည်းမစော့ဘူးရှော့ရတဲ့ကောင်တွေလည်းဘာဖြစ်လဲသူဒါပဲစော့တာဆိုဒါပဲပြန်ပစ်တာပဲတကယ်ပါအဲ့လိုပဲစော့နေကြတာကောနော်ဒါပဲဆိုတော့ဒီရောဟီးရိုးရောဟီးရိုးရဒီစော့နေတဲ့ဟီးရိုးတွေရှိတာတော့မြင်နေတဲ့ကောင်တွေလည်း OP တဲ့ကောင်တွေရှိတာဒီရကင်းမစော့အောင်ကြာပေးဆိုတော့ငါတော့မနာမင်းနဲ့ဆယ်ကြောင်းလိုက်တာမစော့ပဲပြောရမယ်ဆော့ရ5မိနစ်ကွာ5မိနစ်နောက်ပိုင်းကထားပါတော့တစ်ဖက်တင်းက ာနေမှလုံးလို့ရတဲ့ Tomana လောက်တော့ကြာတယ်ကွာ15မိနစ်ဆိုတဲ့ timing ကဆောင်းဆောလုံးတယ်ဆိုတော့မိနစ်20လောက်ကြာတော့ဒါမဆိုးပဲပြောမှာပါတပတ်ကနိုင်နေခဲ့တည်ရှိတော့တော့ objective တွေထားပါတာနေရတဲ့အရရှန်ယွင် Tomana လေးယူပြီးတော့ဒီ separate post ဆော့တာတို့ပါတို့ဈေးကိန်းလောက်ဆွဲလို့ရတဲ့အနေအထားမျိုးရောက်ကောင်းရောက်မယ်ကွာဟုတ်တယ်ပြောရင်တော်တော်များပြောင်းသွားတယ်လို့ပြောမှာပဲ update တစ်တည်းရောပြောရင်ဒါ player line ကကြိုက်တယ်လေအရင် တနည်းတောင်ပြည့်ပြီထင်တယ်သူအခုအဲ map တွေအကုန်ချိန်သွားတဲ့ဟာတွေကဟိုမိုင်းအဲ memory တက်လာတဲ့အချိန်မှာဟုတ်တယ်တနည်းတောင်ပြည့်ပြီထင်တယ်ပုံစံနောက်တစ်မျိုးပေါ် natural item တို့ဒီ first set တွေကြောင်းသွားတာတွေကပြောရရင်ကိုအဲ game တိတ်မဆော့တော့အတွက်ကဒီ hero ကြောင်းကိုလည်းတိတ်ရိုင်းနားလဲတာမျိုးကမရှိဘူးကွာ character အတိတယ်အဲ့တော့ជីជីမမជីជីမမကောင်းတယ်ပေါ့အဲ့လိုမျိုးပြောင်းသွားရတာជីជីမမဆိုရင်ဟုတ်တယ်အဲ့လို အဲ့အဲ့လောက်ပဲကွာဒီအဲ့အဲ့ဒါလဲ drain လीအဲ့ပြိုင်ပွဲအကြီးကိုကြီးလို့ဒါအင်းတိတာကွာကောင်းတာလည်းရှိလို့သိုးတာလည်းရှိတာရမ်းများတယ်ကွာအဲ့ best of 1ဖြစ်နေတဲ့အနေထားကြီးကလည်းဒါအနေရောများတဲ့အနေထားပဲအဲ့ qualifier ကြီးကပြီးရင်များသောအဖြစ်ကသူတို့လေးရလေးလာတင်ယူနိုင်စွမ်းကဒီ Europe ဘက်တရားပုံမြန်တယ်ကွာအင်းဘာဖြစ်ဆိုဟိုးရင်တည်းကသူတို့ရဲ့ update တခုထွက်တာတို့ထားပါတော့ တော့ဒါဒူးဆိုတာစဆော့တာဆိုတော့ဒီယူရိုဘက်ကနေစတာဆိုတော့တခုဆိုတို့လေးလာတင်ယူနိုင်စမ်းကိုယ်ထက်ပိုပြီးမြင်းနေတယ်မှာပါတယ်ကွာဟုတ်တယ်ဟုတ်တယ်အဲ့တခုလောက်ပဲကွာဟာလိတ်ဟိုကလော့ဝိုက်ဆိုလဲချိန်မေစာချိန်မေစာပြင်အမအကောင်ကြီးကជីကြီးလာချိန်မေစာလိုက်အော်ကလော့ဝိုက်ကတော့ဘယ်သူမှတုံးမဲ့တယ်မှာမပါပါဘူးဟိုနည်းနည်းဟိုလိုရန်နေမှာလာဟိုချက်ဘောဆန်ဆန်ပြီးတော့ဆဲကောင်းတဲ့နေမှာဒီအတင်းကြီးမှာပါ အဲ့ချိန်မင်း950တန်းကြီးကိုတောက်လျှောက်ကြီးထဲဖို့ကလည်းအဆင်ပြေမနေဘူးဘလို့မှမဖြစ်လားနောက်ပိုင်းရေကင်းကြမှာပတ်စံပေါ်မှာပဲထဲလိမ့်မယ်အဲ့လိုပို့တာပြောရင်တော့ရတယ်လေ glow white လို့ကမြင်ပါ Yeah Yeah so ဒါတော့ပြီးသွားရင်ဒါ grain နဲ့ဒီပြောရတဲ့မျိုးပဲเนาะအဲ့အဓိကအသင်းပေါ့နော် professional အသင်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဟုတ်တယ်ဒါလို့ဒီတန်ပွဲကြီးနီးလာတဲ့ချိန်မှာဘယ်လို update ထွက်လာတာလဲပို့ပြီး adapt ဖြစ်ဖို့လည်း ဟိုဟို train ထားတယ်အရှင်းမှာကျွန်တော်စူးစမ်းခဲ့တဲ့3-4လတည်းမှာမှပြန်ပြီးတော့ဟိုအစ်စ်တစ်ခုကို try လိုက်ရလို့မျိုးဖြစ်ကောင်းဖြစ်တာရဲ့ရှိမှာတချို့ key rate ကြောင့်လည်းပို train ကလည်းပို့ပြီးတော့ကောင်းသွား best way လိုက်တော့ပို့ပြီးစင်ပြီးတော့ရေရှိဟုတ်တယ်အဲ့တော့ဟို example တစ်ခုပြောပြမယ်ပေါ့နော်ကျွန်တော်တို့4လလောက် train လိုက်ခြင်းမှာဒါအသင်းတိုင်းစီးသေးတွေအကုန်လုံးဒီပါပစ်တယ် CEO ဖြစ်တဲ့ဒါ Tamala first bit ဒါ Tamala play first bit ကျွန်တော်နောက်ထပ်ဘာရှိအောင်မလဲဟာတမ်ဘလာတေဘလာဘလေး အမောဖလင် support မပြောလားအဲ့လိုအဲ့လိုမျိုးရှိရဟာမှာကျွန်တော်အခုခုနပြောရဲ့ Isabel ပြောထားရကျွန်တော်အကြီးမားဆုံးကောင် variety ဖတ်လာ variety တူပြီးလဲရဲ့အချိန်မှာ variety တတ်မလောက်နိုင်တယ်ဟုတ်လား over over ကျင်ပြီးရင် terra blade ကိုအုံနောက်ချောက်တယ် variety အာအဲ့မှာပြီးတော့အဲ့လိုမျိုးအဲ့လိုမျိုးတွေထွက်လာပြီးတော့ morphling ရတယ်ထက်လျှော့လိုက်တယ်ဗျာအဲ့တော့ကျွန်တော်ဒီ C player အနေနဲ့ဒါတခြား hero ကိုရှာဖွေနေကြပြီပေါ့အကုန်လုံးဒီ qualifier နေရမကြောဆိုလဲလို့ရှောက်ကြည့်အောင်တချို့အရာကြီးဆိုပျော်ဖို့တော့ကောင်းတယ် ob night တွေပါဆို level 3ကမန်တာမပါဘူးမန်တာမလို့ ram မှာတော့တကွဲတော့စပန်လေးရလို့ပျော်စရာရလို့3ထိုင်သုံးနေလို့ရသူလည်းထိုင်ရတာမန်တာမပါဘူးထိုင်သုံးလို့ရတာအေးအေး level 3ရိုက်တဲ့ဟာကြီးကအရင်တော့မန်တာကိုက60လား40လား40လားမသိဘူးအဲ့လောက်ကြီးအောက်50လားမသိဘူးတကွမန်တာလုံးဝပေးစရာမလိုအဲ့တော့ အကြိုက်ရိုက်ရောအော်ဗလိတ်ခုသွားရော level 7မှာအဆုံးပဲ yeah မန်တကယ်တော့ဘယ်လိုမှလည်းဒီဟို casual player တွေကျွန်တော်တို့ခုအကျွန်တော်ပေါ့ဘောနော် casual player တွေကျွန်တော်ဒီသာနာမဲ့ဟိုအရင်ဆော့လိုက်မအရင်မဆော့လိုက်တဲ့လူတွေကြတော့ဝင် update ထွက်လာတော့ပို့ပြီးတော့ကောင်းတော့ဘူးပို့ပြီးတော့ကောင်းတော့ဘာလို့လဲဆိုတော့ကျပြောလို့လည်းကောင်းတယ်တဲ့မှာကျိုးရည်မသိဘူးကိုနည်းနည်းသိရလေးနဲ့ဒီမှာ brand မှာသွားပြီးတော့ deal လာတယ်တဲ့မှာနည်းနည်းအနိုင်ကျင့်လိုက် အဲ့လိုမျိုးပါလေဖိုင်လို့အဲကောင်းတယ်ပေါ့ဒါပေမဲ့အဲ့အဲ့လိုပေါ့နော်ဒီအသင်းတွေအတွက်ကျတော့ဒီလိုခက်ခဲမျိုးတွေတော့ရှိတာပေါ့ဒါကိုကြီးပြောတော့ပါတယ်ကိုကြီးပြောပါတယ်ရောက်တာပုံမြဲကိစ္စတွေရှိမယ်ပြီးတော့ကျတော့ဒီအန်တိုင်းအန်တိုင်းကိစ္စတွေရှိမယ်အများကြီးပါပဲပြီးသွားရင်ကျတော့ဒီ dwelling မှာဆော့နေတဲ့အခုတော့ဒါတောက်လျှောက် update ထွက်ပြီးကလေးပြန်ဆော့နေတယ်နေမှာတော့မှာဒါကိုတိတဲ့အရှုပ်ရလေးတွေကိုပဲအသင်းကြီးတွေကသုံးရတာမျိုး အဲကိုယ့်ရဲ့ phone လေးကနေမထွက်ခင်းနေပဲဘယ်နဲ့ဘာနဲ့တိတယ်ငါတို့ဆော့နေတဲ့အကောင်လေးကပိုကောင်းနေတယ်အဲ့လိုမျိုးကြရင်ပို့ပြီးတုံးလိုက်တာမျိုးပေါ့နော်ဒီလောက်တော့ဟုတ်တယ်ကျွန်တော်ပြောအဲ့လိုတက်တစ်ခုပေးလိုက်ပါပေါ့နော်အဲ့လိုကျွန်တော်ဒီအခုဒီ season ချိန်ညာတဲ့ချိန်ကြရအဲ့လိုမျိုးကျွန်တော်ဒါ brand တက်ချင်တဲ့လူတွေဆိုအဲ့လို shake ကိုညာဘက် freezer နဲ့ဆော့လို့သူကညာဘက် freezer ဆိုတာ ီတော့လေဒီလိုပုံစံလေးပြောလာအသွားပြန်ပုံလေးသူက fisher ပါ fisher ပါအေးဟာတဲ့ fisher ပါအခုပါတော့ခုက illusion terra blade လို့ပြောဆိုအာစားမလောက်တခြားရပါတဲ့ကဟုတ်တယ်နော်ဒါဟုတ်တယ်အဲ့အဲ့တိတ်ရရတော့ဘယ်လိုလဲကြားထဲမှာမေးလိုက်ရတော့အရသာရှိရနော်တော်တော်လေးလေးတို့ရရတော့စိတ်ညစ်မှုကောင်းတာပေါ့တို့ရရတော့ကျွန်တော်တို့တော့ပြောဖို့ကောင်းတာရှိတယ်ဟုတ်ပြီအဲ့တော့ဒီ YD အနေနဲ့ကတော့ဒီနောက်ပေါင်းမိလိုက်မှာကတော့ဒီ TM qualifier ရော UWC ရောအတွက်ဘယ်လိုမျိုး ပြင်ဆင်ထားလဲပေါ့နော်အဲ့တော့အဲပါလိမျိုးပြင်ဆင်ထားလဲခုတော့ဒီ update ကထွက်လာတဲ့နော်ဂျာရဲမှာအဆင်ပြေမှုတွေရောအဆင်ပြေနေရလေးတွေရှိရင်ရှိမှာပေါ့အဲ့တော့အဲ့အလေးတွေအတွက်ပြင်ဆင်ထားပုံလေးကျွန်တော် ပြောပြတော့အာကျွန်တော်ဒါအရှိတကောက်အင်တာဗျူးတစ်ခုမှလည်းကျွန်တော်အဲ့လိုဖြေဘူးရယ်ပေါ့နော်ဘယ်လိုပြင်ဆင်ထားလဲဆိုရဟာပေါ့နော်ဒါအဲ့အင်တာဗျူးကမထွက်လောက်တည်ဘူးပေါ့ဒါပေမဲ့အဲ့လိုပြန်ပြောရမှာပေါ့နော်ကျွန်တော်ပြင်ဆင်နေတာဒါကြာပြီပေါ့နော်၄၅လ၆လအဲ့လိုတော့ရှိပြီကျွန်တော်ဒီ ဒါဘန်ကောက်မှာအခြေချနေတာပေါ့နော်ကျွန်တော်တို့ဒီ YG ကအခြေချနေချိန်မှာကျွန်တော်တို့ဒီ market ဝင်နေတဲ့အချိန်မှာကျွန်တော်မနက်ဆိုရင်ဒါရန်ကုန်မှာတော့မလုတ်တဲ့ຢာမျိုးကြီးပေါ့နော်တိတ်ပြီးတော့မလုတ်တဲ့ຢာမျိုးလုတ်ကြရပေါ့အဲဘာလဲဆိုမနက်ဆိုရင်9နာရီထိုးလောက်မှာထားပြီးတော့ကိုလုတ်ချင်တဲ့ຢာဝေးရဝေးစားရပေါ့နော်ထမင်းဟိုမျက်နှာတက် breakfast စားပါလားရေချိုးအဲ့လိုမျိုးပြောရပေါ့အဲအဲ့လိုလုတ်ပြီးကျွန်တော်ဒါ10နာရီထိုးလောက်မှာဆိုရင်ဒါစပြီကျွန်တော်အဲ့အချိန်တည်းကစပြန်တာအဲ့လိုအခုညာအဲ့လို၈နာရီ၉နာရီပေါ့နော်ညာဘက် ဲ့လိုလောက်တီးကိုကျွန်တော် run တယ်တနည်းကိုကျွန်တော်ဒါပြောရရင်တော့ဟို9နာရီဆရန်3နာရီဆိုတော့17နာရီဖြစ်နေပြီဗျာတကယ်မှာကျွန်တော်က10နာရီကနေည8နာရီလောက်စီးဆိုတော့စဉ်းစားစဉ်းစားကြည့်လိုက်တော့ဘယ်လောက်တော့ run နေလဲဆိုတော့အဲအဲ့လိုမျိုးတောက်လျှောက်ကြားထဲမှာ training တွေဆော့တယ် discussion တွေလုပ်တယ်အဲ့လိုတချို့ချိန်တွေဆိုရင်အဲ့လိုနည်းနည်းနောက်ကျသွားတာပေါ့နော်နည်းနည်းနောက်ကျသွားရင်9နာရီလောက်ဆိုရင်တော့လိုက9နာရီ6နာရီလောက်ကိုင်းပြီးတော့တကယ်မှာအဲ့လိုတန်းအောင်တန်းနေတကယ်မှာအဲ့လိုကျွန်တော်တင်အားအဲ့လို ော်ရင်းဆိုရင်နမိတ်ချင်းတာသူအင်ဂိမ်းနမိတ်24/7ရဲလင်းဆိုရွတ်တယ်မှာလို့ချိန်လုံးတာရအာတော်ရင်းလောက်ကြည့်ရတယ်ကျွန်တော်အဲ့လောက်ဒီလောက်အဲ့လိုကိုစူးစမ်းနေတာပေါ့နော်လောစတဲ့အရင်တော့ဆိုရင်ကျွန်တော်ဒါရှုတီဆိုရင်ဒါ professional အနေနဲ့ကျွန်တော်ဒီ YG မှာဆော့ခဲ့ဘူးတယ်ဆော့ခဲ့ဘူးတဲ့အချိန်မှာအရင်တော့လည်းကျွန်တော်တခုပြောင်းသွားရဟာမျိုးဆိုရင်ကျွန်တော်အရင်တော့ screen နှစ်ပွဲနှစ်ပွဲဆိုတာဟို training ကဘတ်ဆော့2ပဲဆော့ကြပါဗျာကျွန်တော်ဘတ်ဆော့2ပဲဆော့ရတော့ တို့တဲဆိုလေးဝဲဖြစ်သွားတာပေါ့နော်ဘတ်ဆော့တူဘတ်ဆော့တူအဲ့လိုဆော့တာပေါ့ဒါအရင်တော့ကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ကကျော်ကူရအသင်းချိန်တဲ့နေရာရောက်သွားပြီပေါ့နော်အခုကကျွန်တော်မန်နေဂျာလိုဟာပို့တယ်ပြောကျွန်တော်ကအသေးမောင်းလာကျွန်တော်အသင်းကိုအဲ့လိုမျိုးအသင်းတနေ့ကို6ဝဲချိန်ပေးရည6နာရီပဲအဲ့လို screen တွေပါဆော့ခိုင်းတာကျွန်တော်လုံးမရဘူးဘတ်ဆော့တူ3ဝဲ3ဝဲအဲ့ဒါပြော ကတော့သူတော့ဝယ်အဲ့လို노ကလေးကအဲ့လို run ဆိုင်ဆိုဆော့လို့ပြီးွားရင် meeting meeting ပြီးွားရင် discussion discussion ပြီးွားရင် training training ကိုအဲ့ညတိ6နာရီရဆိုည7နာရီလောက်ရောက်သွားပြီးရင်အဲ့လို run နေပါရင်မပြည့်ရင်လည်းရောအဲ့လိုထပ်ဆော့ခိုင်းတယ်ပေါ့နော်အဲ့အဲ့လိုမျိုးကြီးပုံစံမျိုးကြီးလည်းတွားတော့မောင်းတာတော့မဟုတ်ဘူးဗျာကျွန်တော်တို့ဒါအကုန်လုံးတူတူသူတို့ကကိုမောင်းနိုင်တဲ့လုတ်ချင်မှလုတ်ပါလေဒါတူကိုယ်တိုင်ကလည်းစူးစားကြတယ်တဲ့မှာစူးစားနေကျွန်တော်ဒီဟာကိုရီမန်းချက်ထားပြီးလုတ်နေရတော့ဒါကျွန်တော်တနေ့ကိုပြောရရင်တူတဲကို စက်ပရင်တွေကလည်းအပါအကုန်လုံးတနည်းခေရကူဝက်ဆယ်ဝဲလောက်ဖြစ်သွားတာပေါ့နော်အဲအဲ့လိုဆော့ပြစ်တွေပေါ့ဆော့ပြစ်ပြီးတော့ဒါ training တွေဂျာမား discussion တွေ team meeting တွေ travelan တွေအများကြီးပါတယ်ပေါ့ဂျာမားလူတချို့ရအဲအဲ့အမျိုးတွေပေါ့ဒါဒါညာဘက်ဆိုရင်ဒါဒီ9နိုင်လောက်ဆိုကျွန်တော်ဒီ game room ထဲကနေရောကျွန်တော်ထွက်ပြီးတော့ကျွန်တော်ဒါညာဘက်အတ္တိပတိလေးလည်းလုပ်တယ်အတ္တိပတိဆိုတော့ဟိုလိုအားကစားတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်ကဒီနားမှာဟိုဟိုအဲပေါ့မျက်စိသာကြွေပါညာအဲစတာ တော့ဒါညဘက်ကျော်ဒီနားပါရှိရဲ့မုတ်ဆိုင်ကြီးကနည်းနည်းဝူးရပြကျွန်တော်နားပါအဲ့လိုမုတ်ဆိုင်ညစာစားဖို့တော့ဆိုအဲ့လိုမျိုးကြာလမ်းလျှောက်က10မိနစ်လောက်အဲ့အဲ့အဲ့လိုတော်ကီဖုတ်ပြီးတော့လမ်းလျှောက်ကြအောင်အတော်ပြန်တော့ခုညစာတူတူသွားစားရဲ့တယောက်မှမကြံအကုန်လုံးတကန့်လုံးလစ်ကြအောင်အလစ်ပြီးတော့အဲ့လိုစကားပြောပြီးပြန်လာအဲ့ပြီးအိတ်ကြရပေါ့ဒါညဘက်လဲစောစောအိတ်မရပါကျွန်တော်မအိတ်လို့မရအောင်မနေကြရဲ့ ပြန်ပြန်ဘောကောင်းနေမှာတောင်းနေမှာမအေးအဲ့လိုပြင်းနေမှာရိုင်းပြောလို့ဆိုရင်တော့အိပ်ပျော်ပါလေစောစီဆောင်းပင်ပန်းပြီးတော့ဆက်တက်လာဆိုရင်ကျိုးသွားတဲ့အနေအထားရောဖြတ်ကောင်းပြစ်လိုက်ပါတောက်ချောက်မနဲ့ထက် run နေရဆိုတော့ဟုတ်ပါရဲ့အဲ့အဲ့လိုမျိုး run နေတာမျိုးတော့အရှိန်ကတော့လေဒါကျွန်တော်ကြားခဲ့ရတယ်ရှိနေတယ်ဒါဆက်ပြီးတော့ငွေရဲ့ဒေတာ6လောက်တက်မှာအဲ့လိုကလုံနေရမျိုးကတော့ကြားခဲ့ရတယ်ပေါ့နော်ဟိုတင်းဘက်ကနေထွက်ပြီးတော့ပြီးတော့ ်လျာရီဘက်ကလည်းမကြည့်ဘူးကျွန်တော်တင်းဘက်ကလည်းမကြည့်ဘူးအာပီရဲ့ဘက်ကလည်းကြည့်မှာပေါ့ချာအာပီရဲ့လူတွေမှာလာတယ်မှာသူကလည်းလည်းပြန်ခွင့်ချစ်ချစ်မမပြတော့ TI TI ဆိုရင်လည်းဗျာဒါတော့သူတို့ဖြစ်စင်ကြတာပေါ့တည်ရမှာဒါပေမဲ့ TI TI မဟုတ်လည်းရတယ်သူတို့ကဥမာပြောရမလဲဒီဟိုတော့ journey လို့ပြောတာမလားအဲရရရတော့နည်းနည်း major ဥပါဥမာဆော့မလားသူကအရင်ကဖြစ်စင်နေတယ်ဗျာတချို့ YZ full လောက်တဲ့တို့ကျူးစားနေတယ်ဒီကျူးစားတဲ့ result တွေကတော့ကျွန်တော် မကြဘူးတွေ့လာရမယ်လို့ထင်ပါဟုတ်တယ်မအနေနဲ့များဘူးเนาะတကယ်ပဲကဲဟုတ်ပါပြီအဲဒီနေ့ကတော့ကျွန်တော်တို့တော်တော်လေးပဲမေးလိုက်ရတယ်အားလုံးကြည့်ရှုနေတဲ့ဒီအားလုံးလည်းကျွန်တော်တို့ဂျင်းနဲ့မလို့ထင်ပါတယ်တော်တော်များများလည်းမေးလိုက်ရဆိုတော့ဒီအဲ့တော့ဘယ်ကိုရင်ဒီအဒီဒါနောက်ဆုံးအနေနဲ့ဥစ္စာတွေကိုနှုတ်ဆက်စကားလေးပေါ့နော်အားပေးစကားလေးသူတို့လည်းကြားအားပေးရမယ်လို့အဲ့တော့အဲ့ဒါလေးပြောပြပါအောင်ဒီတစ်ခေါက်ကတော့ကျွန်တော်ကတော့တိတ်ပြီးတော့ပြည့်စက်တွေကိုဘာမှပြောရဲထွေထူးတော့ပြောစရာမရှိတော့ဘူးကျွန်တော် တော့နောက်တစ်ခေါက်လာမယ်ဒီရပြီးနောက်ထပ်ကျွန်တော် TI qualifier နဲ့ EW qualifier အောင်ပြီးတော့မှာပဲကျွန်တော်ပြန်လာပြောတော့ပါအောင်ဟုတ်တယ်ဟုတ်တယ်ကဲဒီလေဒီလေကိုလာပါလားဒီရအပိအပိပါလို့ပါတော့မပြောတော့ဘူး wait and watch ပေါ့အာ okay ကြည့်နိုင်တော့မင်းပြောတော့ရရအပိလို့ပြောရတာပေါ့အပိပါလို့ပါတော့အများများနေပြီ Yeah, so oh, wait and watch. Okay. Let's see. ်အော်ရိုက်အော်ရိုက်ဆိုတော့ကဲအားလုံးပဲကျေးဇူးများတင်ပါတယ်ဆိုတော့အားလုံးပဲဒီဒီ podcast လေးကိုတော့ကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်ပါမယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲပါတော့လားအားလုံးဟုတ်